လမ်းမလျှောက်နိုင်တဲ့တရုတ်ဆောင်ဘိုမားကိုအစွမ်းတွေပြကကုသပေးလိုက်တဲ့ထူခန့်ကျော်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဇပိုတရုတ်ဆောင်ဘိုမားကတော့လေးပြန်းသွားတာကြောင့်ခြေထောက်တွေမခိုင်တော့ပဲလမ်းလျှောက်မရဖြစ်နေခဲ့ရပါဒီလိုခံစားနေရတာကိုပျောက်ကင်းသွားအောင်ဆရာထူခန့်ကျော်စီမှာကုသခြင်းနဲ့လို့ဘိုမားကပြောပြခဲ့ပါတယ် နောက်တော့ဆရာဒုက္ကံကျော်စီကိုအရောက်သွားပြီးတော့ဈေးကူသားမှုတွေခံယူပြီးနောက်ပိုင်းလေဖြန်းလို့အောက်ပိုင်းတိမ်မလို့ဖြစ်နေတဲ့ခြေထောက်တွေဟာချက်ချင်းလက်ငင်းကြီးကိုအကောင်းပကတိအတိုင်းဖြစ်သွားခဲ့ပါတယ်။ ဆရာဒုက္ကံကျော်ရဲ့အစွမ်းကတော့တကယ့်ကိုအံ့ဩစရာကောင်းပြီးတော့နတ်ဆေးစရာဖြစ်နေရကြောင်းလဲလူတွေကလေးစားနေကြတာပါတရုတ်ဆောင်မင်းသားဒုက္ကံကျော်ကတော့အမှုပညာလုပ်ငန်းတွေကိုရပ်ဆိုင်းထားပြီးတဲ့နောက်မှာနတ်ဆေးစရာတယောက်ဖြစ်သွားခဲ့ရပါနတ်ဆေးစရာဖြစ်သွားတဲ့ဆရာဒုက္ကံကျော်စီမှာလာရောက်ကူတာသမျှလူနာတိုင်းကလည်းဘာယောဂါပဲဖြစ်နေပါစေဆေးတစွန်းတိုက်လိုက်တာနဲ့အရှင်းပြောက်ကင်းသွားကြတယ်လို့သိရပါတယ် ။နောက်ပိုင်းဆရာထုကန့်ကျော်စီမှကုသပြီးတော့ယောဂရီပြောက်ကင်းသွားပြီဖြစ်ကြောင်းကိုလူတွေကအင်တာနက်ပေါ်မှာတင်လာကြတာပါ။ဒါကြောင့်လေလူတွေတော်တော်များများကယောဂဖြစ်ပြီဆိုတာနဲ့ဆရာဒုက္ကံကျော်စီကိုပဲသွားပြီးတော့ကုကျင်နေကြပါ යි ။ဆရာဒုက္ကံကျော်ဟာအစာပိုင်းကတော့အနုပညာလုပ်ငန်းတွေကိုလောက်ကင်ရင်းနေပဲဘဝကိုအေးအေးဆေးဆေးနဲ့ဖြတ်တန်းနေရပါ။ရုပ်ရှင်ဇာတ်ကားတွေ၊ဗီဒီယိုဇာတ်ကားတွေမှာဇက်ဖိုးဇက်ရံအဖြစ်တရုပ်ဆောင်ပူရတဲ့သူပါ။ နောက်ပိုင်းမှာတော့ဇက်ကားရိုက်ကူးရေးတွေကလည်းခုံမရိုက်တော့အောင်အနုပညာလောကမှာမတွေ့ရတော့တာပါ။ဒါပေမဲ့လည်းဆရာထုခန့်ကျော်ဟာတရားတွေတိုင်းဘာသာရေးတွေကန်ဆိုင်ရင်းနဲ့တရားဓမ္မနဲ့မွေ့လျော်နေပါတယ်။ဆရာထုခန့်ကျော်ပြောပြတာကတော့သူနှစ်ဆီးဆရာဖြစ်သွားရတာကတရက်မှာသူတရားထိုင်နေတော့အမည်မသိဘိုးတော်တစ်ပါးကသူ့စီကိုကိုထင်လာပြပြီးတော့ခုနှစ်ရသားသမီးတွေကိုကယ်တင်ပေးဖို့တောင်းဆိုကအစွမ်းတွေထည့်ပေးလိုက်တာလို့ဆိုပါတယ်။ အရင်နောက်မှာတော့မင်းသားထုခန်းကျော်ဟာကိုနရသားသမီးတွေကိုကဲတင်ပေးရမယ့်လူစွမ်းကောင်းဆေးစီယာဖြစ်လို့လာခဲ့ရပါ။နဆင်းစရာဒုက္ခကြောဟာလူနာရီခံစားနေရတဲ့66ပါသောယောဂဝေဒနာတွေကိုလုံးဝပျောက်ကင်းအောင်ကုသနိုင်ုံတည်းမကသေးပင်ကင်ဆာယောဂတွေကိုပါပျောက်အောင်ကုသနိုင်ပါတယ်။မြန်မာနိုင်ငံမှာဆရာဒုက္ခကြောတယောက်ကျန်းမာချမ်းသာစွာရှိနေရင်ဆေးရုံဆိုတာမလိုတော့လောက်အောင်ကိုပဲအစွမ်းတွေတအားထက်လွန်းနေရပါဘူး။ ဆရာဒုက္ကံကျော်ဟာအနုပညာလောကကလူတွေကိုကုသပေးလေးရှိပါတယ်။အခုတကမှလည်းဇက်ကားတော်တော်များများမှာဇက်ပိုးဇက်ရံနေနဲ့ပါဝင်တယောက်ဆောင်လေးရှိတဲ့ဘိုးမကလေးဖြန်းသွားတာကြောင့်အ мян ပြောက်ကင်းခြင်းလို့ဆရာဒုက္ကံကျော်စီကိုသွားခဲ့ရပါဒါပေမဲ့လေဘုံမဟာပတ်စံအလုံးလောက်မရှိတဲ့အကြောင်းဆရာထုကန့်ကျော်စီကိုမသွားနိုင်သေးပါဘူး ဇန်ဖုန်းဆိုင်ရန်တယောက်ရဲ့ပတ်စံဟာရုပ်ရှင်လောကမှာနည်းနည်းလေးပဲရရှိရကြောင်းဇာဝင်းနေရေးအဆင်မပြေအောင်ကိုအမနည်းကိုပဲရုန်းကန်နေရတာပါ။နောက်ပြီးတော့ဘုံမကခင်ပွန်းဆုံးပြတာကိုလည်းခံရတာဖြစ်ပြီးတော့နာမကျန်းမှဖြစ်နေရကြောင်းအသာအကြီးဆုံးလေးကလည်းကြောင်းထွက်ပြီးတော့ရှာကျွေးမယ်လို့ပြောတာပါ။ဒါပေမဲ့ဘုံမကတော့စိတ်မချနိုင်ဖြစ်ပြီးတော့နောက်ဆန်တင်းနေပါတယ်။ဒါကိုဆရာထုကန်ကျော်ကသိရှိသွားပြီးတော့ဘုံမကိုခေါ်ယူကကုသပေးခဲ့ပါတယ်။ဒီလိုဖြစ်ရတာကတယုံဆောင်ဘုံမဟာငပိစားပြီးလေခံလိုက်လို့လေပြန်းသွားတာလို့ဆိုပါတယ် ောက်ပြီးတော့ဘုံမရဲ့ခန္ဓာကိုယ်မှာအနှောင့်အယှက်တွေကပ်နေရင်အပမှီနေရင်အဲ့ဒါကြောင့်လည်းပါဝင်တယ်လို့ဆိုပါတယ်အခုဆိုရင်တော့တရုတ်ဆောင်ဘုံမကလေးဖြန်းပြီးတော့အောက်ပိုင်းသိမ်လို့ဖြစ်နေကြရတောင်းထူးဆန်းစွာနဲ့ပဲနှက်စည်းစင်ရထူးကန့်ကျော်ရဲ့အစွမ်းတွေကြောင့်အပမှီနေရတွေအနှောင့်တွေပါပျောက်ပြီးတော့ယောဂါတွေလည်းအရှင်းပျောက်ကင်းသွားခဲ့ပါပြီစီယာထူကန့်ကျော်လည်းစေကူတာပြီးရဲ့ပြင်ဘုံမတို့သားမီးနှစ်ယောက်အစားဝင်နေရေးအဆင်ပြေဖို့အတွက်15သိန်းအလှူငွေပေးလိုက်ပါတယ် ဆရာထုကန်ကျော်ရဲ့ဒီလိုမရှိအစင်းရဲသားတွေကိုစာနာထောက်ထားပြီးတော့ကုညီတတ်တဲ့စိတ်ကောင်းစေတနာတွေကတော့တကယ်ကိုပဲလေးစားအားကြားစရာကောင်းပါတယ်။ဒါကြောင့်ပရိသတ်တို့အနေနဲ့သာဓုအနုမောဒနာခေါ်ယူနေကြတာပါ။ပရိသတ်တို့လည်းနဆေးဆရာထုကန်ကျော်ရဲ့ကျမ်းမှချမ်းသာပြီးတော့နောက်ထပ်ခொနည်းသားသမီးတွေကိုလည်းကဲတင်ပေးနိုင်မှုအတွက်အဆုတောင်းပေးကြပါအောင်နော်။အဆုံးသတ်ချက်ရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။